အားလုံးပဲမင်္ဂလာပါဗျာဖိုကိုလီနေပညာနေပြန်နေကြိုဆိုပါတယ်ဗျာဒီနေ့မှာတော့မိတ်ဆွေများဗီဒီယိုတစ်ပုဒ်ဖန်နေပြီးတော့ YouTube Facebook TikTok Telegram စတဲ့ platform တွေကနေပြီးဝင်ဝင်ရှာလို့ရတဲ့နည်းလေးကိုမိတ်ဆွေများအများပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံဆိုလို့ရှိရင်အရင်ဆုံးသွားတင်တာကတော့ YouTube ပဲဖြစ်ပါတယ် YouTube က policy တွေနဲ့တဲ့အရင်ကိုလောက်ရတာလည်းစင်ပြေတယ်အဲ့တော့ YouTube မှာဘာလေးလို့လဲဆိုတော့သူ့ရဲ့ equipment တွေကနံပါတ်1ချက် Gmail တစ်ခေါက် Gmail ကတစ်ခုလို့မယ်နံပါတ်2ကျွန်တော်တို့တွေ channel ထောင်းမယ် channel မှာကျွန်တော်ဗီဒီယိုပုံမှန်တင်မယ် subscriber တထောင်ဝဟဝလေးလုံးရလို့ရှိရင် monetize လျှောက်လို့ရပါပြီမြန်မာနိုင်ငံတွင်းမှာလည်းအားလုံးလုပ်လို့ရပါတယ်ဒါပေမဲ့မြန်မာနိုင်ငံနေတော့ service app မှာဖြစ်ပါတယ်ကျွန်တော်လည်း service app ထားပါတယ်အဆင်ပြေပါတယ် ipad နဲ့မိတ်ဆွေများတော့ကွက်ကိုလျှောက်လို့ရပါတယ်ဒါကကျွန်တော်တို့ YouTube Facebook Facebook တော့အရင်လွယ်ပါတယ်ကျွန်တော်တို့ဟို Facebook account ခုလုံးမယ်ပေးထောင်မယ်အဲပေးရနေပြီးတော့ကျွန်တော်တို့ဗီဒီယိုလေးအနည်းဆုံးအာ၅ဘုတ်ပေါ့နော်အနည်းဆုံး၅ဘုတ်၆ဘုတ်လောက်တင်မယ်ဘာဖြစ်ဘလောက်ပဲတင်တင် တို့ကအနည်းဆုံး follower 6000ရှိရမယ်ပြီးကျွန်တော်တို့မှာရှိတဲ့ဒီ monetization ဆိုတဲ့ကျွန်တော် desktop နေသွားကြည့်ပြီးတော့အဲ့ဒီ tool များလေးမှာကျွန်တော်တို့ကဟိုဟို bonus re စားတယ်ကျွန်တော် subscription စားတယ်သူကဟိုဟာ israel ရဲ့စားတယ်သူဖွင့်ပေးလို့ရှင်ကျွန်တော်တို့ကရှောက်လို့ရပါပြီဒါလည်းသူဖွင့်ပေးမှရပါမှာအဲ့တော့သူကဖွင့်ဖို့တော့ဘာလဲလိုရလဲဆိုတော့ကျွန်တော်ပုံနေစားတယ်ဗီဒီယိုတွေကို content တွေကိုကိုပိုင် content တွေဖြစ်ဖို့လိုတယ်ဒါလေးလေးကိုပုံမှန်တင်ပြရမှာဖြစ်ပါတယ်အခုလိုမျိုး Facebook page video လေးများများတင်ပြီးမြင်မြန်ပွင့်ပါလေတချို့ဆိုသုံးလနဲ့ပွင့်ပါလေ Okay ဒါဆိုလို့ရှိရင် Facebook ကကျွန်တော်တို့လောက်ရတာနည်းနည်းခက်တယ်ဆိုပေမဲ့ဝင်ဝင်ရတော့ကျမ်းပါလေဟုတ်ပြီအဲ့ဒါကျွန်တော်တို့ပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလည်း survey app မှာဖြစ်ပါတယ် survey app မှာဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ ဘယ်လိုမှမဲဆိုတော့ကျွန်တော်တို့ရဲ့အခုလက်ရှိကျွန်တော်တို့အကောင့်နဲ့ပေနေကိုခွဲထုတ်လိုက်မယ်အဲ့တော့ service ကနေပြီးတော့ဟိုမှာ Thai Singapore service Malaysia စတဲ့နိုင်ငံကတခုကအကောင့်ပေါ့အဲ့ region ဖြစ်ပြီးသားအကောင့်တခုကိုကျွန်တော်တို့ပေးလိုက်မယ်အဲ့အကောင့်နဲ့ကျွန်တော်တို့ကဗီဒီယိုတွေတင်ပြမယ်အဲ့အကောင့်နဲ့ပဲကျွန်တော်ပေးကိုကုန်ထုတ်လို့မှာဖြစ်ပါတယ်အဲ့လိုနေနဲ့ဝင်ဝင်ရှာလို့ရပါတယ်သူလည်း service app ကမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နံပါတ်3ကတော့ TikTok TikTok ကတော့အရင်လွယ်တယ်ကျွန်တော်တို့ဒီဖုန်းထဲမှာကျွန်တော်ဂျပန်အကောင့်ရှိတာနဲ့ဝင်ငွေရှာလို့ရပါပြီဂျပန်အကောင့်ဘယ်လိုဖွင့်မလဲအဲ့တော့ဖုန်းတစ်လုံး တည်တံ့ခဏထားမယ်အဲစင်ကတည်းအလုံးဖြုတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဂျမ်ပြတ်မှာဂျပန် region ပါတယ်ဂျပန် VPN လေးချိတ်လိုက်မယ်ချိတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ကနေပြီးတော့ကျွန်တော်တို့ Chrome browser နေပြီးတော့ကျွန်တော်တို့အဲ့သူ့ရဲ့ TikTok ကိုသွားပြီးတော့အကောက်ကိုရှောက်မယ်အဲ့ Chrome browser မှာ TikTok ကျွန်တော်တို့ create ဆိုပြီးရိုက်ရှာပြီးတော့အဲ့ Chrome browser မှာရှောက်မယ်ပြီးပြီးရှောက်လို့ရတဲ့အကောက်ကို TikTok software မှာပြန်ထည့်မယ်ဂျပန် region ဖြစ်ပါတယ်အဲ့တော့ဖုန်းမှာလည်းပါစင်ကမှာထည့်မထားပါနဲ့ဟုတ်ဂျပန် region ဂျမ်ပြတ်တုံးလို့ရပါတယ် TikTok ကကျွန်တော်တွေခဏလေးပြည်တယ်ဒါပေမဲ့ဆိုတာ TikTok ကပြည်တာအရန်နှဲပါတယ်စိတ်ပြက်စရာကောင်းလောက်နှဲပါတယ်အဲ့တော့ဘီလီယံလေးအများကြီးရနေမှသာလေအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ TikTok ကိုတော့အားမပေးဘူးဆိုပေမဲ့ကျွန်တော်တို့တွေကျွန်တော်တို့ဒီမှာ YouTube Facebook စတဲ့ content တွေအားလုံးတစ်ပုတ်တည်းကိုလုပ်ယူနေ ျွန်တော်တို့ရဲ့ platform တွေအားလုံးကိုသွားပြီးတင်ပြီးဝင်ဝင်ရှာလို့ရပါတယ်နောက်ဆုံးကတော့ Telegram ပဲဖြစ်ပါတယ် Telegram ကကျွန်တော်အရင်လွယ်တယ် Telegram ကြတော့ subscriber 1000ပြည်တာနဲ့ကို auto quote ကိုရှာလို့ရတယ် service SM မလို့ဘူးဝင်ဝင်ရပါတယ်ကျွန်တော်လည်းမရဘူးသေးပါဘူးကျွန်တော်ကတော့စမ်းလုံးပဲဖြစ်ပါတယ်အဲ့တော့စတဲ့ဒီတခြား platform တွေကတော့ကျွန်တော်ရှာနေပါပြီကမေးစမြောက်လည်းရသခြင်းနဲ့ဒါကြောင့်မလို့ဒီနေ့စပြီးကိုပိုင်ဗီဒီယိုတစ်ခုကိုပိုင်ခုနှစ်တစ်ခုဖန်ပြီးတော့ဝင်ဝင်လေးရှာလိုက်ပါဗျအားလုံးပဲအသေးစိတ်ကိုနောက်ပြီးတော့မှဆက်လက်မြောက်ပေးပါဦးမယ် ဆင်ပြေတယ်ဆိုလို့ရှိရင် like and subscribe follow လေးနဲ့ပြီးတော့အတောင်းဆုံးပါတယ်ဗျနောက်ပြီးတော့မှဆက်လက်တွေ့ပါဦးမယ်ဘိုင်